စာပေရှိသူများအားလုံးပဲမင်္ဂလာပါဗျလင်းရောင်စင်ရဲ့အကောင်းဆုံးစာအုပ်တော်ဖြစ်တဲ့ငါအတွက်ငါရှိတယ်ဆိုတဲ့စာအုပ်မှမသားဖွေတဒနာ28ခုကိုမျှဝေပေးပါမယ်နံပါတ်1ဘာတွေယူရမလဲဆိုတဲ့အတွေးချက်ဘာတွေပေးရမလဲလို့တွေးတဲ့အခါစိတ်ဟာပိုပြီးပျော်ရွှင်ရှမ်းမြေရပါတယ်နံပါတ်2ဒဏ်ရာတွေနဲ့ပျော်လေးခြင်းတွေဟာတမာရှင်းကိုဖြစ်ပေါ်စေမဲ့အကြောင်းအရာတွေပါပဲနံပါတ်3 အမာရွက်တွေဟာဒဏ်ရာတွေကိုအောင်နိုင်ခြင်းရဲ့တင်ငယ်တာတမ္မာချင်းဟာပျော်လေးခြင်းတွေကိုအနိုင်ယူခဲခြင်းရဲ့တင်ငယ်တာနံပါတ်၄မင်းလဲကြတာကိုငါစိတ်မပူမင်းပြန်မထမှာကိုပဲငါစိတ်ပူတယ်နံပါတ်၅ကိုကိုကိုအပြစ်မမြင်ပေဖေးမှပြင်ဆင်တတ်တဲ့စိတ်ဟာအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုယူဆောင်ပေးနိုင်တယ်နံပါတ်၆စိတ်တဲ့ကြလာတဲ့အခါစိတ်တဲ့ကြနေတာငါတရားလေးမဟုတ်ဘူး no jasmine ဆိုတဲ့အတွေးလေးဝင်လာရင်စိတ်ညစ်တာတဝက်တက်တာသွားပါတယ်။နံပါတ်9မနက်ခင်းရောင်နေကိုမြင်ရဖို့ no ထခေချင်းဟာမသိဆုံးချင်းရဲ့တင်ငေရပဲပေါ့ပြိုးချွင်းစွာဖြတ်တန်းကြရအောင်နံပါတ်8တင်ငေရှင်မရှိတဲ့ခွန်အားဟာတန်မာပါတယ်အရာရာကိုရင်ဆိုင်နိုင်ပါတယ်နံပါတ်9တင်ငေနေတတ်တဲ့စိတ်ဟာပြိုးချွင်းရှင်းကိုတတ်ပါတယ်တခြားသူနဲ့အမြဲရှင်ကြည့်ပြီး တင်ငယ်အားငယ်နေတဲ့စိတ်ဟာကိုယ့်အိမ်မက်ကိုမြင်မြုပ်နေသလိုပါပဲနံပါတ်30မျက်ရည်ကြတာငိုလိုက်တာဟာရှုံးနှင်းရှင်မဟုတ်ပါဘူးစိတ်အညစ်အကြေးတွေကိုတွန်းထုတ်ပစ်တာပါနံပါတ်17ဂိတတန်စင်တဲ့သရှင်တွေဟာလူတွေရဲ့စိတ်ကိုပြုပြင်ပြောင်းလဲပေးနိုင်ပါတယ်နံပါတ်17ခရီးသွားခြင်းဟာစိတ်ကိုလန်းဆန်းစေပါတယ်ပတ်ဝန်းကျင်အသစ်မြင်ကွင်းအသစ်တွေကမြင်နေကြရိုးအီနေတဲ့ လုပ်ငန်းခွင်တွေအိမ်နေရာတွေကစိတ်ဖိအားတွေကိုရွှတ်ရှားပေးနိုင်တယ်။နံပါတ်73စိတ်ငက်ပန်းရတာထက်ခီးသွားတာကိုပုံမြင်တော့တယ်။နံပါတ်74စာအုပ်တွေကကျွန်တော်တို့ရဲ့ဥနှောင်းနဲ့နှလုံးသားအတွက်ဆေးလုံးလေးတွေပါပဲ။နံပါတ်75တခြားသူက ကျွန်တော်တို့မဟုတ်ပါဘူး။ကျွန်တော်တို့ပြုမှုတွေအတိုင်းပြန်ရဖို့မမျှော်လင့်ပါနဲ့။နံပါတ်6ငါအမြဲတမ်းပြွှင်မှုကို ခံစားရတယ်။ ဘာကြောင့်လဲသိလားအကြောင်းကတော့ငါဘသူစီကမှဘာကောမှမမြှော်လင်းလို့ပါပဲမြှော်လင်းရှင်းတွေကအမြဲတမ်းနာကျင်စေတယ်လေနံပါတ်6ခွန်မိတ်ဆွေတငယ်ချင်းကောင်းရဖို့ဆိုတာကိုတိုင်ကလေမိတ်ဆွေတငယ်ချင်းကောင်းဖြစ်ဖို့လိုပါတယ်နံပါတ်78ငါတို့ဘာလို့ဒီလောက်လက်တွဲဖြစ်နေကြတာလဲမင်းသိလားငါတို့ကတယောက်ကိုတယောက်စောင့်ရှောက်ကြလို့လေကွာညီကိုလိုရောတငယ်ချင်းလိုရောပေါ့နံပါတ်69 ဘဝခရီးတော်တော်လေးမှာကိုကိုကိုဂယူစိတ်ပါ ကို့ဖြစ်တည်ရှင်သန်လုံးမှုကိုဂယူစိတ်ပါနံပါတ်20တလျှော့အရာတွေက ကိုပြုတ်တလို့တံပြန်မရပေမဲ့ကိုပြုတ်တဲ့အတိုင်းကိုဖြစ်ပေါ်ပါတယ်နံပါတ်21ပြုံးနေတယ်ဆိုတိုင်းသူ့မှာစိတ်ညစ်စရာမရှိတာမဟုတ်ပါဘူးဒီလိုပြုံးနိုင်တာဟာစိတ်ညစ်စရာတွေကို ရင်ဆိုင်နိုင်တယ်ဆိုတဲ့သဘောတက်ရောက်ပါတယ်နံပါတ်20ယုံကြည်ချက်ကဘာနဲ့တူတယ်ဆိုတော့ သေးကန္နာရအထက်ကရေတံမှုတစ်ခုနဲ့တူပါတယ်ဘလောက်ပေးတင်မလို့ရှင်မလို့ဖြစ်နေပါစေရေတံမှုရှိတဲ့ဆိုတဲ့စိတ်နဲ့အသက်ဆက်ခွန်အားရှိနေတယ်လို့ပါပဲနံပါတ်23တယောက်တည်းရှောက်ခဲ့တဲ့လမ်းပါပဲဒီနေ့တော့ရောက်မှာပါပဲမရောက်တော့ကိုယုံကြည်ချက်နဲ့ရှောက်ခဲ့တဲ့လမ်းဘလောက်အရသာရှိပါသလဲနံပါတ်24ကိုအကြောင်းကိုသိရင်ဘာတွေလုပ်နိုင်လဲကိုကိုကို ထိန်းကြောက်နိုင်မယ်ဒုက္ခသောကတွေနဲ့ကင်းဝေးစေမယ် နံပါတ်25ကိုမဖြစ်ရှင်တာတွေကိုကြိတ်မိတ်မလုပ်ပါနဲ့ဘဝတော်တော်လေးမှာစိတ်မချမ်းမြေ့ခြင်းနဲ့အတိတ်ပင်မြင့်ရှင်သန်သေးဆုံးရပါလိမ့်မယ်နံပါတ်26ပြောင်းနေတဲ့လမ်းကိုယုံကြည်ရှက်နဲ့ရှာဖို့ကိုဘဝကို စီမံခန့်ခွဲရမယ်အောင်မြင်ပြိုရွှင်တဲ့ဘဝကို စနစ်တကျရှောက်ဖို့ကိုယ့်အရှင်ကို စီမံခန့်ခွဲရမယ်စိတ်ကိုဒုက္ခပေးတဲ့သူတွေကိုရှောင်လွေးနေထိုင်တတ်ဖို့ကိုယ်ပတ်ဝန်းကျင်ကိုစီမံခန့်ခွဲရမယ် စားရှင်နာစာအိတ်ရှင်တဲ့အချိန်အိတ်ပြီးဖြစ်လာသမျှမထိုက်ဖို့ကိုကျမ်းမာရေးကို စီမံခန့်ခွဲရမယ်။အရာအားလုံးကို စီမံခန့်ခွဲနိုင်ဖို့ကိုစိတ်ကိုစီမံခန့်ခွဲရမယ်။နံပါတ်29ငါအတွက်ငါရှိတယ်။ငါပျော်လေးတဲ့အခါထူမက်ပေးဖို့ငါရှိတယ်။ငါလမ်းပြောင်းနေတဲ့အခါလမ်းစပြန်ရှာဖို့ငါရှိတယ်။ငါငိုကြွေးရတဲ့အခါမျက်ရည်တုပ်ပေးဖို့ငါရှိတယ်။ငါမှောင်မိတ်နေတဲ့အခါ အလင်းရဖို့ငါရှိတယ်။ငါကြေကွေးရတဲ့အခါနှစ်သိမ့်ပေးဖို့ငါရှိတယ်။ငါသက်သေရှင်တဲ့အခါတွန်းကန်ရှင်သန်ဖို့ငါရှိတယ်။ငါကောင်းမွန်ရှင်သန်စွာရှိနေဖို့ငါရှိကိုရှိနေရပါမယ်။ဘသူတွေဘလောက်ပင်စိတ်သက်ကြအောင်လုပ်နေပါစေ။ငါအတွက်ငါရှိတယ်ဆိုတဲ့စိတ်နဲ့တွန်းကန်ရှင်သန်ရပါမယ်။အဆုံးထိနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ဆရာလင်းအောင်စင်ရဲ့ငါအတွက်ငါရှိတယ်ဆိုတဲ့စာအုပ်လေးကအရန်ကောင်းတာမို့ စာပေရှိသူများလည်းဖက်ဖြစ်အောင်ဖန်ဆင်ရှင်ပါတယ်ဗျအခုမျှဝေပေးခဲ့တဲ့ငါအတွက်ငါရှိတယ်ဆိုတဲ့စာအုပ်မှမှတ်သားပွင့်တဒနာအရှုတ်ထဲမှာဘေးတဒနာလေးကများမိတ်ဆွေအတွက်တန်ဖိုးရှိလေဆိုတာ comment မှာမှတ်ချက်ပေးခဲ့ကြပါအောင်ဗျ